ကျွန်တော်အသက်ရှင်တစ်စက္ကန်ရောက်20စလုံးကိုတပြိုင်နက်တည်းအနိကကျွားချမရဲ့အဖွဲ Red Cross တန်လွှတ်ပြောင်းပေးမှာဖြစ်တယ်။၎င်းတို့ကိုယင်း6စီးနဲ့7စီးနဲ့ပို့ဆောင်မှာဖြစ်တယ်။ဂျမ်ဖက်အဖွဲ့အစည်း Hamas မှလူထုရှစ်မှာပြတ်တမ်းမှုဒါမှမဟုတ်အခမ်းအနားမျိုးမလုပ်ရပါဘူး။တစ်စက္ကန်တွေကို Israel ထိချုပ်ထားတဲ့ Gaza တွင်းမှာရှိတဲ့နေမြေတွေကိုမောင်းနှင်ပို့ဆောင်မှာဖြစ်တယ်။အဲဒီနောက်၎င်းတို့ကို Israel တောင်ဘက်မှာရှိတဲ့ Rain 6 Camp ကိုလွှတ်ပြောင်းပေးမှာဖြစ်ပြီးထိုနေရာ၌ ၎င်းတို့ဟာ၎င်းတို့မိသားစုတွေနဲ့ပြန်လည်ပေါင်းစည်းရမှာဖြစ်တယ်။ Israel ဟာဒဇဂန်တူဦးမအရေးပေါ်စေကူတောင်းမှုလိုအပ်ပါကအသင့်ပြင်ဆင်ထားပါတယ်။ဒဇဂန်တူဦးမအကူအညီလိုအပ်ပါက၎င်းတို့ကိုချက်ချင်းစေရုံကိုပို့ဆောင်မှာဖြစ်တယ်။ဝဇိဇောကဒဇဂန်တွေနဲ့ပြောက်ဆုံးသူတွေဆိုင်ရာညှိနှိုင်းရမှုဂဲအာအနိကကဝချမရေးဖနဲ့ပူအောင်ပြီးလိုအပ်တဲ့စီးပွားဆိုင်ရာပစ္စည်းတွေနဲ့လူနာတင်ရှင်တွေကိုပြင်ဆင်ဖို့အတွက်ညွှန်ကြားခဲ့ပါတယ်။ တစားကတကူဦးမှအရေးပေါ်ကုသမှုလိုအပ်ပါကဆိုယိုကနဲ့ဘာဇီလိုင်းစီအိုတွေမှာအသင့်အနေထားပြန်ရှိနေမှာဖြစ်တယ်။ဆေးဘက်ဆိုင်ရာဝရန်တွေဟာတစားကတွေနဲ့အတူအစ်ဇွေတို့ပြန်လည်ခီလာတဲ့ဆောင်လိုက်ပါလာမှာဖြစ်တယ်။ရင်းစကန်မှာတစားကတွေဟာ၎င်းတို့မိသားစုတွေနဲ့အတူအဓိကစေယုံ၃ခုကိုတွားရောက်ကြမှာဖြစ်တယ်။တစားကန်ဆေးဦးကစီပါစီပဲဆိုင်ရာဌာနတို့နောက်ထပ်၅ဦးကဘယ်လင်လန်ဆန်စီယုံ နောက်ထပ်၅ဦးက အီချီလော့စေယုံတို့ကိုတွားမှာဖြစ်တယ်။စေယုံ၃ခုစလုံးဟာ၎င်းတို့ကိုလက်ခံကူတာဖို့အတွက်အပြေအဝပြင်ဆင်ထားပြီးသားဖြစ်တယ်။ဝန်ကြီးချုပ်နာတယာဟုဟာမကြသေးမီကတစက္ကန့်တွေကိုလက်ခံမဲ့ရှီပါစီဘက်ဆိုင်ရာဌာနကိုတွားရောက်ခဲ့ပါတယ်။သူကအခန်းတွေမိသားစုနယ်မြေတွေကိုစစ်ဆေးပြီးတစက္ကန့်များနဲ့၎င်းတို့ဆွေမျိုးများကိုကူညီဖို့အတွက်စီစဉ်ထားသမျှကိုတုံ့တက်ခဲ့ပါတယ်။သူဟာစီဘက်ဆိုင်ရာအဖွဲ့များအစင်းနှင့်ဖြစ်မှုနဲ့တစက္ကန့်များအခြေအနေမျိုးပင်စစ်ဆေးကမှု ကူညီရန်အချိန်မရွေးရှိနေတဲ့ကျွမ်းကျင်သူတွေကိုချီးကျူးခဲ့ပါတယ်။လွန်မြောက်လာတဲ့တစ္ဆက်ခံတွေကခက်ခဲတဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာပြည်နယ်တူဆောင်ရေးကိုရင်ဆိုင်ရမှာဖြစ်တဲ့ဤသို့နိုင်ငံတစ်ခုလုံးဝ၎င်းတို့ကိုထောက်ပံ့ပေးမှာဖြစ်ပြီးပြည်နယ်တူတောင်မှုအတွက်ကူညီပေးမှာလည်းဖြစ်ကားတေဆုံးသူများအတွက်တင်းလျော်တဲ့ဂျူးဘာသာဝင်များစာပနာအခန်းများကိုလည်းပြုလုပ်ပေးမှာဖြစ်တဲ့ ဣဇရဲလ2023ခုနှစ်အောက်တိုဘာ9ရက်တိုက်ခတ်မှုအတွင်းဖမ်းဆီးချုံနောက်မှုအတွင်းဒါမှမဟုတ်2014ခုနှစ်ကရဲကဂါဇာမှာဖမ်းဆီးထားခဲ့ရသူများအပါအဝင်တည်ဆုံခဲ့တဲ့ဒဇာက28ဦးရုပ်အလောင်းတွေကိုလက်ခံဖို့အတွက်အစဉ်သိရှိပါတယ်။အနည်းကကမ္ဘာ့ကျန်းမာရေးဖွဲ့ကဂါဇာမှာရှိတဲ့ဣဇရဲစစ်တပ်ထံရုပ်အလောင်းတွေကိုလွှတ်ပြောင်းပေးတဲ့အခါစစ်သားတွေကထိုနေရာမှာတူတောင်းတဲ့အခမ်းအနားတစ်ခုကျင်းပမှာဖြစ်တဲ့ Institute for Identification ရေလောင်းတွေကိုအစ္စရေးအလံများဖြင့်ဖော်ထားမှာဖြစ်ပြီးဂျူးဘာသာရိုးရာစုတောင်းစကားတွေဖြစ်တဲ့ One Nation Garish စုတောင်းစကားကိုလည်းပြောကြမှာဖြစ်တဲ့အဲဒီနောက်ရေလောင်းတွေကို Jaffa Abu Gabi မတီမီစစ်စေးရထနာကိုတွေ့ပို့ဆောင်ပြီးဝင်းကြီးဖော်ထုတ်မှုပြုလုပ်မှာဖြစ်တယ်ဖော်ထုတ်ပြီးတဲ့နောက်မှာဂျူးဘာသာဥပဒေနဲ့ရိုးရာဒလေးတွေနဲ့အညီမိသားစုတွေကိုအကြောင်းကြားပြီးဖြစ်ပြီး၎င်းတို့ဟာတင်းကြော်ပြီး ၄ဆောက်ပဲစပနာအခမ်းအနားတွေပြုလုပ်နိုင်မှာဖြစ်တယ်။မနက်ဖက်မှာ၎င်းတို့ချီယာတူတွေကိုနနစ်ကြာစောင့်မျှော်ခဲ့ရတဲ့မိသားစုအချို့အတွက်ပြန်လည်ပေါင်းစည်းမှုနဲ့ပျော်ရွှင်မှုနှစ်တည်းဖြစ်လာမှာဖြစ်တယ်။ဒါပေမဲ့အခြားမိသားစုတွေအတွက်မူ၎င်းတို့ဆွေမျိုးများရုပ်အလောင်းများကိုစပနာအတွက်လက်ခံရမှာဖြစ်တဲ့အတွက်ဝန်ထမ်းမှုတနည်းတနည်းဖြစ်လာမှာဖြစ်တယ်။ ESC စီမှာ သဘောတူထားတဲ့နိုင်ငံတကာအဖွဲ့အဖွဲ့ဟာပြောဆိုနေတဲ့တရားခံတွေကိုရှာဖွေရန်ကူညီပေးမှာဖြစ်တယ်။ဝန်ကြီးချုပ်ကတရားခံအားလုံးကိုရှာဖွေခြင်းဟာမြင့်မြတ်တဲ့တာဝန်တစ်ခုဖြစ်ပြီးလူတိုင်းကိုရှာဖွေတွေ့ရှိတဲ့အထိအစ္စရေးကဆက်လက်လှုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။သူကအစ္စရေးလမ်းမှာနဲ့ဆိုင်တဲ့စိတ်ဝိဇာမှုနဲ့စိတ်ဒဏ်ရာတွေပါဝင်တဲ့အတွက်မီဒီယာများအားတတိထားစွာတင်ပြရန်လဲတောင်းဆိုခဲ့ပါတယ်။ဆက်လက်ပြီးမနက်ဖြန်သမ္မတထရန့်အစ္စရေးကိုလာရောက်လည်ပတ်မှုအတွက် ဝန်ကြီးချုပ်နတာဟူကသမရထွန်းအားနဲလလော့တောကန်ဆောမာအမေခုံပြောကြရင်ဖိတ်ကြားခဲ့ပါတယ်သမရထွန်းကလည်းကိုနိုင်20ခန့်မှာဘန်ဂူရီယွန်လေးစက်ကိုရောက်ရှိမှာဖြစ်တဲ့၎င်းကိုဝန်ကြီးချုပ်နတယာဟူမစ္စဆာရာနတယာဟူနဲ့သမရဟာဂတ်တို့ကကြိုးစားမှာဖြစ်တယ်အဲဒီနောက်၎င်းနဲ့ဝန်ကြီးချုပ်ဟာဂျေရုရှလင်မှာရှိတဲ့နေလွတ်တော်ကိုတော်ရောက်ပြီး အစီအွေတွေပြလို့မှဖြစ်တယ်သမ္မတထွန်းကနည်းနည်း7နာရီခန့်မှာလွတ်တော်မှာမိခုံပြောကြမှာဖြစ်တယ်ဝန်ကြီးချုပ်ကအီစစ်ချက်တို့ရနေမှာတစကံတွေကိုဖန်စီခိုင်းရပြီးဟမတ်စ်ကရက်စက်တော်စစ်ပွဲကိုစတင်ခဲ့တဲ့နည်းနည်းပြောအမှတရားဖြစ်ပြီးမြို့သားဝန်ထမ်းမှုအစားမြို့သားပျော်ရွှင်မှုနေ့တစ်နေ့ဖြစ်လာမှာလို့ပြောကြားခဲ့ပါတယ်ယခုမေကွန်အချုပ်ကိုဖြေကြမယ်မေကွန်များစွာကိုဖြေကြပြီးဖြစ်တယ် bright ဘာတဲ့ငါဂျိုပလက်ကမနေ့ညကစနပြဝဲတစ်ခုအတွင်းမှာဝေကြီးချုပ်ကိုဟောက်တန်ပေးခဲ့သူများအကြောင်းမေးမြန်းခဲ့ပါတယ်ဝေကြီးချုပ်နာတာကြာဟူကတမနာထရန်နဲ့ပူပေါင်းလှုပ်ဆောင်ကဤအခြေရင်ထိဥဆောင်ခဲ့ပါတယ်၎င်းတို့တန်တမာရေးရနဲ့စေရေးဆိုင်ရာကျူပတ်မှုတွေကြောင့်ဒဇခန်တွေအင်ကိုပြန်ရောက်ရှိနေကြပြီဖြစ်တယ်နာတာကြာဟူဟာကြီးမားတဲ့အန်ရီတွေကိုရင်ဆိုင်ခဲ့ပြီးဒဇခန်တွေကိုလည်း ပြန်လည်ခေါ်ဆောင်လာမှာဘူရက်၎င်းဂရီပူချက်ကယခုပြည့်စုံနေရှိပါတယ်။နောက်ထပ်မိဂိုတစ်ခုကဟာမတ်ကဒဇကန်တွေကိုစောစီစွာလှုပ်ပေးနိုင်ခြင်းရှိမရှိမေးမြန်းထားပါတယ်။ဝန်ကြီးချုပ်ယုံကယနေ့မှာဟာမတ်ကဒဇကန်တွေကိုမြေကြီးအခြေမှလှုပ်ပေးသည့်ဖြစ်စဉ်အစ္စရေးဟာလက်ခံရတဲ့အသိကြောင်းကြေညာထားပြီးဖြစ်တယ်။၎င်းတို့ကိုမနက်ဖြန်လှုပ်ပေးရမမှန်းထားတော့လဲ။စောစီစွာလှုပ်ပေးပါကအစ္စရေးဟာချက်ချင်းအသိဖြစ်မှဖြစ်တယ်။ Skype Sky တဲ့မှာ Adam Pasanga Mawan Bagudi ကိုလုပေးမလားလို့မိမြခဲ့ပါတယ်အဖေကမလုပေးပါဘူး तू ဟာအီဖလမှုတစ်စိတ်တစ်ပိုင်းမဟုတ်ပါဘူး Going through the rest of these questions like I said a lot of them are repeats the independence မှာတရင်တော်တူက ဟမတ်စ်ကရုပ်အလောင်းအလုံးကို မလွှဲပြောင်းပေးပါကဒေါ်မဟုတ်နောက်ဆုံးတမတ်ရက်ကို လွှဲချော်ပါက၎င်းကတဘောတူချက်ကိုချိုးပေါက်မလားဟုမေးမြန်းခဲ့ပါတယ်အဖြစ်ကတော့အစ္စရေးဟာလက်မှတ်ရေးထိုးထားတဲ့အစီအစဉ်ကိုအပြည့်အဝလိုက်နာမှာဖြစ်တယ်အသက်ရှင်သူတွေနဲ့ဒီဆုံးသူများအပါအဝင်ဒဇဂန်48ဦးစလုံးဟာအစ္စရေးကိုပြန်လည်ရောက်ရှိမှာဖြစ်တယ်မနက်ဖြန်ရုပ်လောင်းများမလွတ်ပြောင်းပေးပါကနိုင်ငံတကာကော်မတီဟာပြောဆုံးနေတဲ့ရုပ်လောင်းတွေကိုရှာဖွေရန်ကူညီပေးမှာဖြစ်တဲ့ tomorrow. Going through the rest of these questions. Recording in progress. CBS News to everyone. CBS den tanaka Palestine agenda တွေကိုမြေကြီးချိန်မှာလုပေးမလဲလို့မေးမြန်းခဲ့ပါတယ်။အဖြစ်ကတော့မနေ့ကလုပေးမှာတမတ်ထားတဲ့တစ်စက္ကန့်အားလုံး Israel နဲ့မြေတွင်းကို ဖက်ချော်ရောက်ရှိပြီးတဲ့ကြောင်းဣဇွေကအတည်ပြုပြီးတဲ့နဲ့ဖြစ်ပါတယ်။သူအတည်ပြုချက်ရရှိတဲ့နဲ့ပါလက်စတိုင်းအကျဉ်းသားတွေကိုဘတ်စကာများပေါ်မှာစီးနေပြီဖြစ်တဲ့လူပေးရန်ကြီးစားတင်မှာဖြစ်တယ်။ But once the confirmation comes through, they have crossed into Israeli territory. Those buses will start and they will begin their journey. Thanks for your time.